ါဆိုရင်ဒါ KK ဘတ်ထဲမှာရှိတဲ့အဆောက်အုံကိုကျွန်တော်တို့ဒါချိုချဖြက်စီးတာဖြစ်ပါတယ်ချိုချဖြက်စီးတဲ့နေရာမှာအဲ့ဒီအဆောက်အုံရဲ့ဘေးနားမှာဒီအဆောက်အုံကတက်တယ်ပဲအောက်ကိုချိုချပါတာဖြစ်ပါတယ်ကျွန်တော်အစစ်မြစ်ဖောက်ခွဲနည်းပညာနဲ့အသုံးပြုတဲ့အတွက်ကြောင့်လို့ဒီတစ်ဖက်နိုင်ငံတွေကိုကြပုံနေတာသူရဲ့ဘေးနားမှာရှိတဲ့တစ်ပင်တွေတောင်မလုံဖူးဆိုတာကိုတွေ့ရမှာဖြစ်ပါဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်းကစားမှုဆိုတာထက် ွန်လိုင်းလောင်းကစားမှုတိုက်ချဲ့ရေးဆိုတာထက်နက်နဲတဲ့ hidden agenda နက်နဲတဲ့လေးဦးပဲရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်အမေရိကန်ဤ online ကြားဖြတ်လိမ်လည်မှုနဲ့ online လောင်းကစားမှုတိုက်ဖြတ်ရေးတွင်နက်နဲရှုဝတ်သောရည်ရွယ်ချက်တစ်ခုရှိနေဟုအကြံဖတ်စစ်တပ်ပြောခွင့်ရဇော်မဲထွန်းပြောမီဒီယာများကိုအသိပေးပြောကြားလိုတာကတော့မြောက်ပြည်ဒေသမှာပြုလုပ်နေတဲ့ online လောင်းကစားမှု တိုက်ခက်ခြေမုံရေးကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနေ့မှာပဲမြောက်ရီရဲ့ရောက်ပြန်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကိုဌာနဆိုင်ရာအဖွဲ့အစည်းတွေလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်ဆမအုပ်စွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိပဲစောက်ထုတ်ထားတဲ့အဆောက်အုံ၃ပုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်အိုက်ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသား 346ခုဖမ်းမိခဲ့ပါတယ်။ online လောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးကြီးတပေါင်းဒီပေါက်လောက်ဖမ်းဆီးရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖမ်းဆီးရမိခဲ့ပါတယ်။ဒါတစ်ဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်။ဒီနေ့ဒီမှာ online လောင်းကစားမှုလောက်ဆောင်နေတဲ့နယ်မြေ၃ခုရှိပါတယ်။အဲ့ဒါတွေကနံပါတ်၁ကတော့ KK ပတ်နယ်မြေနံပါတ်၂ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနယ်မြေနဲ့နံပါတ်၃ကတော့ကြောက်ခက်နယ်မြေဖြစ်ပါတယ်။ KK ဘတ်နဲ့နေရာတော့အားလုံးသိတဲ့အတိုင်းနဲ့မြောက်ဝတီမြို့ရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြောက်ဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့အာ KK ဘတ်ရဲ့တောင်ဘက်မှာရှိတဲ့နေပြည်တော်ဖြစ်ပါလေဒီနေရာဒီမှာဘလူးလေးပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်တခင်တော့အတီလင်းပြောကြခဲ့ပြီဖြစ်ပါတယ်။ KK ဘတ်နယ်မြေနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုရှင်းလင်းပြောပြတဲ့နေမှာအထောက်ထားနေတဲ့ဘဒူရင်းနဲ့ဖခင်ချင်းတို့ကစာချုပ်ချုပ်ခဲ့တယ်။ KNU ဖွဲ့ရက သူတွေနဲ့စာချုပ်ဘယ်လိုချုပ်ခဲ့တယ်ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဘယ်လိုပုံပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ KGB နေရာမှာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီ Trend Asia International Holding Group Thailand ကုမ္ပဏီတွေပုံပတ်သက်တာဖြစ်ပါတယ်။ရွှေကုတ်ကုန်နေရာကတော့မြန်မာရာထိုင်း Holding Company Limited ပုံပတ်သက်တာဖြစ်ပါတယ်။ကြောက်ကက်နေမြန်မာတော့ကြောက်ကက် Garden Resort ကုမ္ပဏီကပုံပတ်သက်တာဖြစ်ပါတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ရောက်ရှိပြီး online လောင်ကစားမှုတွေ online လိမ်လည်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့နိုင်ငံသားတွေဘယ်လိုမျိုးရောက်ရှိလာတယ်လဲဆိုတာကိုကျွန်တော်တို့အရှင်းပြပြီးဖြစ်ပါတယ်။အဲ့ဒီရောက်ရှိလာတဲ့ online လိမ်တဲ့နိုင်ငံသားတွေဟာ69ဒသမ500ခန်းလုံးလောက်ပါ။တစ်ဖက်နိုင်ငံအနေနဲ့တစ်စက်ဒီမှာနိုင်ငံလေးကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်။အဲ့ဒီနေ့မှာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ညဝရီမြို့နဲ့ လမ်းကွာပြီးတဲ့ခုနနေမီဒီမှာကျွန်တော်တို့တိုင်းသာလက်နက်ကိုင်း EO ဖက် KNG နဲ့လေးဖက်အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချုပ်တော် EO ဖက်တွေပြီးရင်ကျွန်တော်တို့နေကြားဆောင်တက်ဖွဲ့အမိခံတက်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးလည်းဖြစ်ပါတယ်အဲ့ဒီလူတွေဝန်ချီကပ်ပြီးတော့ကိုကျိုးစာစီပွားရေးအမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလောက်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြောက်ပြည်မြို့နဲ့ အနည်းတဝိုက်ကိုကျွန်တော်တွန်းမိုးနိုင်တဲ့နေရာတဝိုက်မှာ online လောင်းကစားမှုတိုက်ခိုက်ရေးတွေကျွန်တော်စတင်ဆောင်ရွက်ခဲ့တယ်။အဖြစ်အဖြစ်ကျွန်တော်နယ်မြေငြိမ်းချမ်းလာတာနဲ့အများနယ်မြေစိုးမိုးရေးနယ်မြေရှင်းလင်းရေးလုပ်ပြီး online လိမ်လည်းအမြင့်ပြပပျောက်ရေးအတွက်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေစစ်တီတွေဝန်ထမ်းတွေအသက်သွေးချေးပေးဆက်ပြီးကျွန်တော်တို့လှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ဒီနယ်မြေမှာရောက်ရှိလာတဲ့ တရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကိုကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်။တချို့စစ်ဆေးချက်မှတ်တမ်းတွေကိုကျွန်တော်တို့မီဒီယာများမိဘပြည်သူများသိအောင်ကျွန်တော်တို့ထုတ်ပြန်ပြောကြားလိုက်ပါတယ်။အဲ့ထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင်ဒီလူတွေဟာဘယ်ကနေရောက်လာလဲ။ဘာတွေလုပ်ခဲ့လဲဆိုတာကိုထင်ရှားသိနိုင်မှာဖြစ်ပါတယ်။ From Kenya to Ethiopia, Ethiopia to Bangkok, from Bangkok to Myanmar. Your bus or airplane or boat? Taxi. And in taxi, you? I was alone. Me. You are me. You. Only me. You? From Philippines, direct flight to Thailand. Then someone Chinese car pick up with us. They said we're going to Myanmar. We walk in the mountain and ride a motorcycle. Then they have a river going there in Myanmar, Meguadi. So they just contact me. I just put my number or WhatsApp. After that, they send me the tickets, everything. Then I go to the Thailand, Bangkok. After that, they send the car to bring me. Then they give me a little more drink, juice, just like a juice. So when I drink that drink, I just fall asleep. And when I open my eyes, I was in the jungle. Then they bring me from the jungle on the bikes because I have no way to escape. There were three people with uh, this type of swords, knife, and uh, pistols. When I reach at the gate after I, there was a river crossing, then I go to that gate. And after that, they bring me in an office. When we enter the gate, there was a person sitting on the table. I think it was a Chinese, I don't know who was it. He just take my phone and my bag of passport. ပြီးရင်တော့ကျွန်တော်တို့ခုနပြောတဲ့နေရာ၃ခုဒီဒီပါရွှေကုတ်ကိုကြောက်ခဲ့တည်တာဒီနေရာတွေရဲ့အခြေခံလူနေထိုင်ဖို့ရေတရားစင်ပြီးဆက်သွယ်ရေးစတာတွေကတစ်ဖက်နိုင်ငံကနေပြီးရရှိနေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလည်းကန့်ကွက်လို့တစ်ဖက်နိုင်ငံနေလည်းပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်ကျွန်တော်တို့အနေနဲ့ပထမဆုံးနေပြည် ဆိုမိုရေရှင်လေးလုပ်ခဲ့တဲ့ KK Park တို့မြန်မာနိုင်ငံတွင်ကြားဖြတ်များကြီးထွားလာမှုထိုင်းနိုင်ငံကြောင့်ဟုဖြစ်တယ်။ American ပြည်အောင်စု၏ online ကြားဖြတ်လိမ့်လည်မှုနှင့် online လောင်းကစားမှုတိုက်ဖြတ်ရေးမှာ hydrogen နဲ့နည်းနည်းလျှို့ဝှက်သောရည်ရွယ်ချက်တစ်ခုရှိနေကြောင်းအကြံဖက်စစ်တပ်ပြောခွင့်ရစော်မဲထွန်းကပြောဆိုသည့်ယနေ့စစ်တပ်၏ဝါဒဖြန့်သတင်းစာများမှတဆင့်ထို့သို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး American ပြည်အောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Strike Force Burma အဖွဲ့ဖွဲ့စည်း၍မြန်မာနိုင်ငံရှိကြားဖြန့်စင်တာနှစ်ခုကိုစစ်ဆင်ရေးပြုလုပ်ခဲ့သည်ဟုသိရှိရကြောင်းယင်းအပြင်မြန်မာနိုင်ငံရှိ KK ပတ်ကဲ့သို့သောလိမ်လည်မှုနေရာများကိုတိုက်ဖျက်ရန်အတွက် Royal the Police War Room Task Force နှင့်အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ Fire Jet များစီလွတ်သည်ဟုသိရှိရကြောင်းအကြံဖက်ဆောင်မင်းထွန်းကပြောဆိုသည် ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနကပြောတဲ့ online လိမ်လည်မှု online လောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက် head agenda နဲ့နည်းနည်းလှုပ်ဝဲရည်ရွယ်ချက်တခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ဟုအကြံဖတ်ဆောင်မင်းထွန်းကပြောဆိုသည် ရင်းအပြင်မြန်မာနိုင်ငံရှိကြားဖြန့်ဒေတာများဖြစ်သော KK ပတ်ရွှေကုတ်ကိုကြောက်ခတ်ဒေတာများရှိအခြေခံလူနေထိုင်မှုရေလျှက်စစ်မီဆက်သွယ်ရေးတို့မှတစ်ဖက်နိုင်ငံမှရရှိခြင်းဖြစ်ကြောင်းစစ်တပ်က KK ပတ်ကိုဖြိုဖျက်စင်ကလည်းအစများထိုင်းနိုင်ငံဘက်သို့ကြားရောက်သည်ဟုကန့်ကွက်ကြောင်း ကီကီဘက်ကိုဖောက်ခွဲဖြူဖြက်မှုများသည့်အစင်းမြင့်ဖောက်ခွဲမှုများဖြစ်၍အနီးအနားရှိတစ်ပင်ပင်မလုံချောင်းထိုးချောင်းထိုင်းနိုင်ငံတဲသို့အစများကျစရာအကြောင်းမရှိကြောင်းဒင်းကဆိုပြန်သည့်ထို့ပြင်ကြားဖြန့်ဒေတာရှိအလုတ်လုတ်ကိုင်းနေသော နိုင်ငံသားများ၏69.5ရာခိုင်နှုန်းမှာထိုင်းနိုင်ငံမှတဆင့်ဝင်ရောက်လာခြင်းဖြစ်ကြောင်းအကြမ်းဖက်ဆော်မင်းထွန်းကအပြစ်တင်ပြောဆိုခဲ့သည်ဟိုရန်ပြည်မြို့မှာပြန်လည်ပြောကြလုံးဝဒီ online လောင်းကစားမှုတွေအခြေမချနိုင်ဖို့အတွက် အဲ့မှာရှိနေတဲ့အဆောက်အုံတွေကျွန်တော်တို့တရားရဟန်းလုံးဖြတ်စင်းတာကျွန်တော်တို့ဆောင်ပြတ်ခဲ့တယ်။ဆောင်ပြတ်ခဲ့တဲ့နေရာမှာလည်းစက်ရံနေရာနေရာဖြိုဖျက်ခဲ့တာရှိတယ်။အစင်းမြင့်ဖောက်ခွဲခဲ့တာမျိုးတွေရှိပါတယ်။ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ကြာလဲဟိုတစ်ဖက်နိုင်ငံအနေနဲ့ကဒီဖောက်ခွဲလိုက်တဲ့အဆနာတွေသူတို့နိုင်ငံထဲမှာကြားတယ်ဆိုပြီးကန့်ကွက်တဲ့ဟာမျိုးတွေရှိပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့ဖူဒီယိုမှတ်တမ်းနေဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ဖူဒီယိုမှတ်တမ်းနေလည်းသူတို့ဒီအဆနာတွေကမကြောက်ဘူးဆိုတာလည်းကြားရပြီဖြစ်ပါတယ်။ဒါကျွန်တော်ဒီဖုန်းပုံကိုကြားတယ် ဒီမှာဆိုရင်ဒါဒီပြတ်ထဲမှာရှိတဲ့အဆောက်အုံကိုကျွန်တော်ဒါထိုးချဖြည့်ဆည်းတာဖြစ်ပါတယ်ထိုးချဖြည့်ဆည်းတဲ့နေရာမှာအဲ့ဒီအဆောက်အုံရဲ့ဘေးနားမှာတည်းဒီအဆောက်အုံတက်တယ်ပဲအခုထိုးချပါဖြစ်ပါတယ်ကျွန်တော်အစင်းမြေခောက်ခွဲကြီးပညာနဲ့အသုံးပြုတဲ့အကြောင်းမလို့ဒီတစ်ဖက်နိုင်ငံတွေကိုကြောက်ပုံနေတာသူ့ရဲ့ဘေးနားမှာရှိတဲ့ဖြစ်ပင်နေတောင်းမလုပ်ဘူးဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပြင်တစ်ဖက်နိုင်ငံရဲ့နေစားအမိမှာကန့်နေတဲ့ဟိုတယ်တလုံးပေါ့ဟိုတယ်တလုံးကိုလည်းကျွန်တော်တို့ဒါထိုးချဖြည့်ဆည်းခဲ့ပါတယ်ဒီလိုဖြိုချဖြည့်ဆည်းတဲ့နေရာမှာလည်း တစ်ဖက်နိုင်ငံကိုကြားရောက်ခုနေတယ်ဒါတစ်ဖက်နိုင်ငံနဲ့ကျွန်တော်တို့ရဲ့လေကြားမြင့်ဖြစ်တဲ့ဒီချောလဲဖို့တောင်းပါအစနာကြတာမတွေ့တာကိုထင်ရှားတာတွေ့နိုင်မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့အာအစအုံများထူချရှင်းလင်းခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်ဘာလို့ကဒါနဲ့ပတ်သက်ပြီးတော့ကြာအမေရိကန်နိုင်ငံအနေနဲ့ဖလားဆက်နေရတဲ့ရေဆွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီမှာတော့ကျွန်တော်တို့တွေ့ရတာတော့ဒီနေ့မှာတွေ့ရတဲ့ကြေညာချက်ပါပဲဒီထက်မှာတော့ online လေလေမှုတွေပေါ့အနေနဲ့အမေရိကန်ကိုကာကွယ်ဖို့ဆိုပြီးတော့ကြာ Hier ist ja der Columbia Scam Center Strike Two. Das ist ja der. Das ist ja der. Das ist ja der. So wie du du kennst ja da da. Das ist ja der. အဲ့ဒီတက်မှာကျွန်တော်လေ့လာကြည့်တဲ့အခါမှာအရှိတောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ခရစ်တိုကာရန်စီနဲ့အပါအဝင်စိုက်ဘာလိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပါတယ်ဒီထက်မှာထူးထူးခြားခြားအတုံးအုံးလေးတွေပါတာကိုကျွန်တော်ပြောပြတင်ပါတယ် ထူထူခြားခြားပုံလုံးတွေကတော့ဘာလုံးဆိုကြတတိယပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ cryptocurrency ယင်းနည်းမြုံနှံမှုလိမ်လည်မှုများနဲ့ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေ့စဉ်အမေရိကန်များကြီးစုဆောင်းငွေများအတက်များကိုခိုးယူလျက်ရှိသည်ဆိုတာပါတာတွေ့ရတယ်။နောက်တစ်ပိုင်းကတော့ဒါလိမ်လည်မှုစင်တာတွေဟာအမေရိကန်မှတရုတ်ရာဇဝတ်ခိမ်းများကြီးအိတ်ကတ်သေးသို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကျွယ်ဝမှု ရှိအောင်ဖန်တီးနေတယ်ဆိုပြီးကြဆွဆွဲထားတာမျိုးလည်းတွေ့ရပါတယ်။ဒါပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမှအဖွဲ့ဒီမြန်မာနိုင်ငံရှိလေလံမှုစင်တာနဲ့ခုကိုစစ်စင်ရများပြုလုပ်ခဲ့ပြီးဆိုပြီးလည်းပါလာတွေ့ရပါတယ်။သူတို့စစ်စင်ရဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတော့ကျွန်တော်လည်းမသိပါဘူး။ဒီပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူး။ဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ဘက်ကဲတူတော့လေလံမှုနေရာများကိုတိုက်ခိုက်ရန်အတွက် ရာယာထိုင်းပိုလစ်လာဝန်တပ်ဖွဲ့နဲ့အတူပူးပေါင်းဆောင်ရွက်ရတာတောင်းဖို့အဖွဲ့အစည်းများဆေးလုပ်ခဲ့ပြီးဆိုရပါပါတယ်ဒါထုတ်ပြန်ချက်တို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပါနှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထည့်ရနေပြီကျွန်တော်တို့ဟာထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်းကစားမှုဆိုတာထက် online လောင်းကစားမှုတိုက်ချက်ရေးဆိုတာထက် နည်းနည်းတဲ့ hidden art တာနည်းနည်းတဲ့လေးဦးပဲရည်ရွယ်ချက်တခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့အရှင်းမြောက်ဒေတာပေါ့နော်လောက်ကိုင်းဒေတာမှာ online တောင်းကစားမှုတွေ online လိမ်လည်မှုတွေ SaaS ကိစ္စတိုင်းတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှု tax ဆိုဖွဲ့စည်းပြီးဖြစ်ပါတယ်ခုထိလည်းကျွန်တော်ဆက်လက်လုပ်ဆောင်နေရရှိပါတယ်ပြီးရင်တော့ဒီပြည်ပြည်နယ်မြောက်ပြည်ဒေတာမြန်မာတိုင်းတရုတ် တုံးခွင်ဆိုင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ trilateral cooperation ဖွဲ့စည်းပြီးကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ခုထိလည်းဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မဟာတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့6နိုင်ငံ online လိမ့်လည်းမှုပူပေါင်းတိုက်ခိုက်ရေးအစီအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်ပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဒီနေ့မှာကျွန်တော်ပြောချင်တာကတော့ဒီ online လိမ့်လည်းမှု online လောင်းကစားမှုဆိုတာဒီ ကျွန်တို့မြန်မာတနိုင်ငံလည်းကိုပဲဒုက္ခပေးနေမှာပေါ့ခင်ဗျ။နေလို့ရတဲ့နိုင်ငံတကာနိုင်ငံလုံးနိုင်ငံသားတွေကိုလည်းအင်္ဂလန်နေတာဖြစ်ပါတယ်။ဒါကိုအမျိုးသားရေးတရားမှတရားအနေနဲ့ပြတ်ပြတ်သားသားတိုက်ချက်ဖို့လည်းကျွန်တော်ယာယီတမတာတမတော်ကာကွယ်ရေးချုပ်ဖူချုံမူကြီးမင်းအောင်လိုင်းအနေနဲ့ညွှန်ကြားထားပြီးဖြစ်ပါတယ်။လူတို့တွေ့ဆုံခွဲတွေမှာလည်းဒါကိုပြတ်ပြတ်သားသားထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။အတည်းရဲ့ရတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမီဒီယာများအားလုံးအနေနဲ့ ီ online လိမ်လည်မှုတွေ online လောင်းကစားမှုတွေနဲ့ပတ်သက်ပြီးသတင်းရရှိလာရင်သက်ဆိုင်ရာကိုသတင်းပေးကြပါပူပေါင်းဆောင်ရွက်သားကြပါကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း6နိုင်ငံပူပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေသတွင်းအဖွဲ့အစည်းတွေနဲ့ပူပေါင်းပြီးဒီ online လိမ်လည်မှုလောင်းကစားမှုကိုမြမမြေပေါ်ကနေအပီးတိုင်ချုပ်ငင်းသွားအောင်အမြင့်ပြချိန်မုံတုတ်တင်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်